ဇွန်လတရက်မနက်အစောပိုင်းမှာရုရှားနိုင်ငံအနှံ့ကစစ်ကမ်းတွေမှာကျဲလောင်တဲ့ပေါက်ကွဲသံတွေကြားလိုက်ရပါတယ်။တချိန်တည်းမှာပဲရုရှားအနောက်ပိုင်းကယထာလန်တရားတွေလည်းမိုင်းခွဲခံခဲ့ရပါတယ်။မော်စကိုနားကတိုက်ချင်းပစ်ဒုံးကြီး ICBM ကထုတ်လုပ်တဲ့စက်ယုံကြီးမီးအကြီးကျဲလောင်ကျွမ်းခဲ့ပြီးမဟာဗျူဟာမြောက်ဘုံကျဲလေရင် strategic ပုံမာတွေဟာကတ်စ်ကနေအိုလန်ယာဒေသအထိကျဲပြန့်တဲ့နေရာတဝန်းမှာမီးလောင်ပျက်စီးခဲ့ပါတယ်။ဒါတွေဟာယူကရိန်းရဲ့တံပြန်ထိုးစစ်ကြီးရဲ့အဆလားဆိုတာကိုစိတ်ဝင်တစားစောင့်ကြည့်နေကြပါတယ်။ မနက်မိုးမလင်းငင်ကလေးကရုရှားနယ်မြေအနှံ့ပြားကနေ drone တိုက်ခိုက်မှုတွေနဲ့ပောက်ကွဲမှုသတင်းတွေစတင်ဝင်ရောက်လာခဲ့ပါတယ်။ပထမဆုံးသတင်းတွေအရရုရှားနောက်ပိုင်း Brian X နဲ့ Cast Data တွေကယထာလန္ဒရာနှစ်ခုဟာပောက်ကွဲမှုတွေကြောင့်ပျက်စီးသွားပြီးယထာတစ်စင်းကလည်းအပျက်စီးတွေအောက်မှာပိတ်မိနေခဲ့ပါတယ်။ညနေပိုင်းမှာ Moscow နားကနေရာတွေမှာလည်းပောက်ကွဲမှုတွေဇက်တိုက်ကြားရပြီးအရက်သားပြစ်မှတ်တချို့ပါထိခိုက်ခဲ့တယ်လို့ဆိုပါတယ်။ရုရှားကာကွယ်ရေးဝန်ကြီးဌာနနဲ့ Data အာဏာပိုင်တွေကယူကရိန်းရဲ့မောင်းသူမဲ့လေယာဉ် UAV အစင်း90ကနေ150လောက် မော်စကိုဘက်ကိုဥတီလာနေတယ်လို့ပြောခဲ့ပြီးမကြာခင်မှာပဲ ICBM engine ထုတ်လုပ်တဲ့အရေးကြီးဆက်ယုံမီးလောင်ပြီးအဆောက်အုံရဲ့အများစုပြိုကျသွားခဲ့တာကြောင့် ICBM ဒုံးကြီးတွေကိုပြစ်မှတ်ထားခံရတာလားဆိုတော့စိုးရိမ်မှုတွေတိုးလာခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲ Cax, Begorot, Orion နဲ့ Lipex ဒေသတွေမှာလည်းပောက်ကွဲသံတွေကြားခဲ့ရပါတယ်။လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကဒုံးကြီးတွေပြစ်ခတ်နေပြီး drone တွေကိုလိုက်လံပစ်ချဖို့ကြိုးစားခဲ့ပေမဲ့ကာကွယ်ရေးစနစ်ကတချို့ဒုံးကြီးတွေက အရက်သားအဆောက်အုံတွေကိုထိမှန်ခဲ့ပါတယ်။မနေ့ရောက်တော့ယူကရိန်းနယ်စပ်နားကရုရှားဒေသနှစ်ခုဖြစ်တဲ့ Bryans နဲ့ Castro ကနေတရားပေါက်ကွဲမှုသတင်းတွေတပြိုင်တည်းလိုလိုရောက်လာခဲ့ပါတယ်။ Bryans မှာခရီးသည်တင်ယထာတစီဖြတ်သွားနေတော့တရားတစိတ်တစ်ပိုင်းပြိုကျပြီးယထာရဲတွေအပြက်စီးတွေအောက်မှာနှိမ့်မြုပ်သွားခဲ့ပါတယ်။နိုင်ရင်နိုင်ငယ်ကြမှာ Castna ကနောက်ထပ်ယထာလန်တရားတစ်ခုလဲကုန်တင်ယထာတစီဖြတ်သွားနေတော့လုံးဝပြိုကျသွားပြီးယထာအောက်ကအဝေးပြေးလက်မပေါ်ပြုတ်ကျသွားခဲ့ပါတယ်။ ယထာတွေ့တွေမီးလောင်နေတာနဲ့လောင်စာတွေယိုဖိတ်နေတာကိုလည်းဗီဒီယိုတွေမှာတွေ့ရပါတယ်။အာနာပိုင်တွေကတော့ယထာလန်ကိုတိုက်ခိုက်မှုလို့ပြောဆိုခဲ့ပြီးဖြတ်စည်းလိုစိမ့်နဲ့လောက်တာလားဆိုတာစုံစမ်းနေတယ်လို့ဆိုပါတယ်။ယူကရိန်းစစ်ဘက်ထောက်လှမ်းရေး GUR ကလည်းခရိုင်းမီးယားကိုစစ်ကုံနဲ့ယထာတစီမိုင်းခွဲခဲ့ကြောင်းထုတ်ပြန်ခဲ့ပါတယ်။နေလေပဲရောက်တော့အနောက်ပိုင်းကယထာလန်ဖြက်စီးမှုတွေအကြောင်းပြောနေတော့နိုင်ငံရဲ့မတူညီတဲ့ဒေတာတွေမှာပောက်ကွဲသံတွေထက်ရှားရပြန်ပါတယ်။ကိုလာကျွန်းဆွယ် Cooks ဒေတာနဲ့ မော်စကိုအရှေ့မြောက်ဘက်မှာရှိနေတဲ့လေတက်ခြေစခန်းတွေထိမှန်တယ်လို့ကောလာဟာလာတွေပြန့်နှံ့သွားခဲ့ပါတယ်။အိုလီနီယာလေတက်ခြေစခန်းမှာမီးခိုးလုံးကြီးတွေထွက်နေတာဘီဘီလာယာလေစိတ်မီးလောင်နေတာစတဲ့သတင်းတွေလည်းဆိုရှယ်မီဒီယာမှာမတွေ့ခြင်းမှာအဆုံးစုတလို့ပြန့်နှံ့နေခဲ့ပါတယ်။ရုရှားကာဝေးရေးဝန်ကြီးဌာနကတော့မောင်းသူမဲ့လေရင် UAVs တွေစိတ်ဝင်ဖို့ကြိုးစားတာကိုလေချောင်းရံကာဝေးရေးကပြစ်ချခဲ့တယ်လို့ပြောခဲ့ပေမဲ့နောက်ပိုင်းမှာထွက်ပေါ်လာတဲ့ဂျူဒုဓာတ်ပုံတွေနဲ့မျက်မြင်သက်သေတွေရဲ့ဓာတ်ပုံတွေကပိုပြီးဆိုးရွားတဲ့အခြေအနေကိုပြသခဲ့ပါတယ်။ ဒီနေ့မှာပဲရုရှားစစ်တပ်ရဲ့မဟာဗျူဟာမြောက်ဘုံကျဲတိုက်ခိုက်ရေးရဲ့အဓိကကျတဲ့အခြေစခန်းကြီး၄ခုဖြစ်တဲ့အိုလီနီယာ၊ဘီလာယာ၊ဒါယာဂီလီဘိုနဲ့အီမန်နိုဗိုတို့ကိုပိတ်မှတ်ထားခဲ့တာပါ။ဒီအခြေစခန်းတွေဟာနျူကလ িয়ার အကွာအဝေးကြဲကြဲဝန်းဝန်းထိသွားရောက်နိုင်တဲ့လေယာဉ် long range aircraft တွေထားရှိရာနေရာ ဖြစ်ပါတယ်။အီဗန်နိုဗိုမှာဆိုရင်ရုရှားလေကြောင်းရန်ကာကွယ်ရေးရဲ့အရေးကြီးတဲ့ A50 စနစ်တွေလည်းရှိပါတယ်။စစ်စင်ရေးပြီးပျက်စီးဆုံးရှုံးမှုစရင်အရမဟာဗျူဟာမြောက်ဘုံကျဲလေယာဉ်၄၀ကျော် A50 radar လေယာဉ်လေယာဉ်ပြေးလည်တွေစီတိုင်ကြီးတွေနဲ့ radar scan တွေပါဆူဆူရွရွပျက်စီးသွားခဲ့ပြီးကုန်ကြစရိတ်ကဒေါ်လာ9ဘီလီယံကျော်တယ်လို့ကောလာဟလာထွက်ခဲ့ပါတယ်ယူကရိန်းသမ္မတဇယ်လန်စကီးကလည်း drone 138စီးနဲ့ရုရှားရဲ့မဟာဗျူဟာမြောက်ဘုံကျဲနိုင်စွမ်းအများပြားကိုပျက်စီးစေခဲ့ပြီးဒုံးကြီး34ရာခိုင်နှုန်းကိုဖျက်ဆီးခဲ့တယ်လို့ပြောကြားခဲ့ပါတယ်ညနေပိုင်းမှာတော့မော်စကိုနဲ့နီးတဝိုက်မှာလည်းယူကရိန်း drone 90ကနေ150လောက်တွေ့ချီကြောင်းသတင်းတွေထွက်ကြားရပြန်ပါတယ် ရုရှားကာကွယ်ရေးဝန်ကြီးဌာနကအများစုကိုပြစ်ချခဲ့တယ်လို့ပြောပေမဲ့အရသာအဆောက်အုံတွေနဲ့တိုက်ခန်းတွေထိမှန်ခဲ့တဲ့သတင်းတွေလည်းရှိခဲ့ပါတယ်။အထူးခြားသောကတော့မော်စကိုနားက ICBM engine ထုတ်လုပ်တဲ့စက်ရုံမီးလောင်ပြီးအဆောက်အုံရဲ့အများစုပျို့ကျခဲ့ရတယ်ဆိုတဲ့ပြောဆိုမှုပါပဲ။တရားဝင်အတည်ပြုချက်မရှိပေမဲ့ social media မှာကြီးမားတဲ့မီးလုံးကြီးတွေနဲ့ဗီဒီယိုတွေထွက်ပေါ်ခဲ့ပါတယ်။ဒီလိုဆိုရတဲ့အခြေတွေနဲ့ရင်ဆိုင်ရတော့ရုရှားကလက်တုံပြန်မယ်လို့ထပ်တလဲလဲပြောခဲ့ပေမဲ့ယူကရိန်းဘော်ကိုလာပေါင်းများစွာဒုံးကျည်တွေပြစ်ခတ်နေပြီးသားဖြစ်လို့ ဘယ်လိုမျိုးပို့ပြီးပြင်းပြင်းထန်ထန် လုပ်နိုင်အောင်မလဲဆိုတဲ့မေးခွန်းတွေထွက်ပေါ်လာပါတယ်။နျူကလ িয়ার လက်နက်ငယ်တွေတုံးတာကတော့ရုရှားကိုနိုင်ငံတကာကနေလုံးဝအထီးကျန်ဖြစ်စေနိုင်ပြီးနေတိုးနဲ့ထိတ်တိုက်တွေ့နိုင်တာကြောင့်မဖြစ်နိုင်ဘူးလို့ကြွမ်းကျင်သူတွေကသုံးသပ်ကြပါတယ်။ဒီတပြိုင်နက်တည်းဖြစ်ပျက်ခဲ့တဲ့ဖြစ်ရပ်တွေရဲ့ရည်ရွယ်ချက်ကတော့ရုရှားရဲ့ပြည်ရင်းထောက်ပံ့ပို့ဆောင်ရေးရေရှည်လေကြောင်းစွန့်ရင်နဲ့ရှေ့တန်းကစစ်သားတွေရဲ့စိတ်ဓာတ်တွေကိုဖျက်ဆီးဖို့ပဲဖြစ်ပါတယ်။ယထာလန့်တွေဖျက်ဆီးတာတရားတွေမိုင်းခွဲတာကရှေ့တန်းကိုထောက်ပံ့ရေးတွေပို့တာကိုရပ်တန့်စေမှာပါ။ Ryan's နဲ့ Cast Data တွေဟာရှေ့တန်းအတွက်အဓိကထောက်ပံ့ရေးလမ်းကြောင်းတွေဖြစ်ပါတယ်။မဟာဗျူဟာမြောက်လေတက်အခြေစခန်းတွေကိုတိုက်ခိုက်တာကရုရှားရဲ့လေကြောင်းစိုးမှုမှုကိုအားနည်းစေပါတယ်။နောက်ဆုံးမှာမော်စကိုဘက်ကိုဒရုန်းများပြားစေလွှတ်တာကစစ်ရေးရရောစိတ်ပိုင်းဆိုင်ရာပါ message တခုပါပဲ။ Ukraine သမ္မတ Zelensky ကသူတို့ရဲ့စစ်စင်ရေးဟာကာကွယ်ရေးတသက်မဟုတ်ပဲအလုံးစုံတံပြန်ထိုးစစ်ဖြစ်ပြီးရုရှားနယ်ပြည်ထဲအထိဆက်လက်တိုက်ခိုက်သွားမယ်လို့ပြောဆိုခဲ့ပါတယ်။ဒီလိုလောက်ရက်တွေက American က Ukraine ကို ATACMS လိုမျိုးတာဝေးဒုံးကြီးတွေဒါမှမဟုတ် ဥရောပလေကြောင်းရန်ကာဝေးရေးစနစ်တွေထပ်ပေးဖို့အခြေအနေဖန်တီးပေးနိုင်ပါတယ်။ဇွန်လတရက်နေ့မှာရုရှားရဲ့မမျှော်လင့်ပဲစိတ်ပြက်အားငယ်မှုတွေကိုတည်လာပေးတဲ့တိုက်ခိုက်မှုကြီးကယူကရိန်းဟာရုရှားနယ်မြေကိုတိုက်ခိုက်နိုင်တယ်ဆိုတာကြောင့်အနောက်နိုင်ငံတွေရဲ့စိုးရိမ်မှုကိုပြေလျော့သွားစေခဲ့ပုံရပါတယ်။ည6နာရီလောက်မှာမော်စကိုဘက်ကိုဒရုန်း90ကနေ150လောက်တွေ့ရှိကြောင်းထွက်ပေါ်လာတဲ့သတင်းကြောင့်ဖုန်းပေါ်မှာ message သတိပေးချက်တွေရရှိကာအုပ်အော်သံတွေကြားခဲ့ရပါတယ်။ Belgarot, Bryansk, Oryo, Lipetsk လို့ဒေသတွေမှာ ဒရုန်းပောက်ကွဲမှုသတင်းတွေနဲ့လေကြောင်းရန်ကာဝေးရေးဒုံးဒီတချို့လူနေအိမ်ယာပေါ်တွေကျရောက်ခဲ့တာတွေရှိခဲ့ပါတယ်။အရသာအမျိုးသမီးတဦးဒရုန်းအပိုင်းစာထိမှန်လို့တေဆုံးခဲ့တယ်လို့လည်းသတင်းပို့ခဲ့ပါတယ်။ရုရှားဒုတိယအမတ်တွေကလည်းစစ်တပ်ကိုမေးခွန်းထုတ်ပြီးတုံ့ပြန်ခဲ့ကြပါတယ်။ ICBM ထုတ်လုပ်ရေးစက်ရုံနဲ့ဒုံးကြီးစက်ရုံပျက်စီးသွားတယ်ဆိုတဲ့ message တွေ social media ပေါ်မှာပြန့်နှံ့ခဲ့ပါတယ်။မီးလောင်ပောက်ကွဲတဲ့ video တွေနဲ့အဆောက်အုံရဲ့အများစုတုံးလို့မရအောင်ဖြစ်သွားပြီဆိုတဲ့ပြောဆိုချက်တွေကတကယ်ကိုထူးခြားပါတယ်။ညနေပိုင်းမှာဆိုရင်မော်စကိုနဲ့အနီးတစ်ဝိုက်မှာ ယူကရိန်း drone တွေကြောင့်တော်တော်လေးရုပ်ရုပ်သက်သက်တွေဖြစ်ခဲ့တာရှင်းပါတယ်နိုင်ငံပိုင်ရုံမြင်တန်းကြားကလည်းရုရှားအနေနဲ့လက်တုံပြန်မယ်လို့ကြေညာပေမဲ့ဘသူမှတိကျတဲ့လှုပ်ဆောင်မှုတွေကိုမမြင်ရသေးပါဘူးညပိုင်းမှာတော့ Bryant နဲ့ Cas မှာတံတားနှစ်ခုမိုင်းခွဲခံရပြီးယထာနစီပျက်စီးကကာကွယ်ရေးလမ်းကြောင်းတွေရဲ့ထောက်ပံ့ရေးတွေရှုပ်ထွေးသွားပါတယ်။ Olinia, Bilaya, Daya Gilibo နဲ့ Ivan Novo လို့မဟာပြူအမြောက်လေတက်အခြေစခန်း၄ခုမှာမဟာပြူအမြောက်ဘုံကျဲလင်ရင်၄၀ကျော်ဆိုးဆိုးရွားရွားပျက်စီးပြီး ဒေါ်လာ1ဘီလီယံကျော်ပျက်စီးဆုံးရှုံးခဲ့တယ်လို့ခန့်မှန်းရပါတယ်။ယူကရိန်းဘက်ကတော့သူတို့အနေနဲ့ drone 118စီးအသုံးပြုပြီးရုရှားရဲ့မဟာဗျူဟာမြောက်လေတပ်အခြေစခန်းတွေကိုဘုံကျဲခဲ့တယ်လို့ပြောပါတယ်။ရုရှားရဲ့နျူကလ িয়ার လက်နက်သဲဆောင်နိုင်တဲ့လေယာဉ်တွေရဲ့34ရာခိုင်နှုန်းကိုဖျက်ဆီးနိုင်ခဲ့တယ်လို့လည်းဆိုပါတယ်။ပြီးတော့ကျွန်တော်တို့ရဲ့စစ်စင်ရေးဟာရုရှားနိုင်ငံအတွင်းပိုင်းအထိတိုက်ခိုက်နိုင်စွမ်းရှိပါတယ်လို့တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။ဒီလိုမျိုးတပြိုင်တည်းထဲပြုတ်လုပ်တဲ့စစ်စင်ရေးကဘာကိုပြလဲဆိုတော့ ယူကရိန်းဟာနက်ဆိုင်တဲ့မဟာဗျူဟာမြောက်ထိုးစစ်ဆွမ်းရည်ကိုရရှိသွားပြီဆိုတာပါပဲ။ဒါဟာရှေ့တန်းကာကွယ်ရေးကနေကြော်လွန်ပြီးရုရှားရဲ့ထောက်ပံ့ပို့ဆောင်ရေးမဟာဗျူဟာမြောက်ဘုံကျဲလေရင်တပ်စုတွေအပြင်နျူကလ িয়ার ခြေကံအဆောက်အုံတွေကိုပါပစ်မှတ်ထားတိုက်ခိုက်နိုင်ပြီဆိုတဲ့သဘောပါပဲ။ဒီအခြေအနေကရုရှားရဲ့လက်ရှိအခြေအနေကိုပြရာခတ်သွားစေနိုင်ပါတယ်။ဒါအပြင်ရုရှားရဲ့ပြည်ရင်းနိုင်ငံရေးမှာလည်းပြစ်ပခတွေဖြစ်လာနိုင်ပါတယ်။စစ်တပ်ရဲ့စိတ်ဒက်ကြဆင်းမှုတွေဗိုလ်ချုပ်တွေအချင်းချင်းအပြစ်တင်တာတွေဖြစ်လာနိုင်ပါတယ်။လူတိုင်းက FSB ရုရှားလုံခြုံရေးအေဂျင်စီကဘလို့လို့ဒီလိုကြီးမားတဲ့ထိခိုက်မှုကြီးကိုတိုက်ခိုက်မှုကြီးကိုကြိုတင်မထောက်လှမ်းနိုင်ခဲ့တာလဲဒါမှမဟုတ်ကျွန်တော်တို့ရဲ့လေကြောင်းရန်ကာဝေးရေးတွေ drone တွေကိုဘာလို့မတားဆီးနိုင်တာလဲဆိုပြီးစစ်ဦးစီးချုပ်ရုံးကိုအပြစ်တင်ကြပါလိမ့်မယ်ဒါဆိုရင်နျူကလ িয়ার စစ်ပွဲအချိန်မြင့်တက်လာမယ့်အန္တရာယ်ကတော့ဘလို့ရှိမလဲဒါကမဖြစ်မနေမေးရမယ့်မေးခွန်းပါရုရှားရဲ့စစ်ဘက်ဆိုင်ရာအယူဝါဒမှာနေမြေပိုင်နဲ့ထိပါခံရရင်နျူကလ িয়ার လက်နက်အသုံးပြုနိုင်တယ်လို့ဆိုထားတာရှိပါတယ် ဒါပေမဲ့ရုရှားကတော့ဒီအဆင့်ထိရောက်ဖို့အလံဝေးနေပုံပါပဲ။သုံးသက်သူတော်တော်များများကတော့ဇွန်လတရက်နေ့တိုက်ခိုက်မှုကြီးကမော်စကိုကိုနျူကလ িয়ার အသုံးပြုဖို့တွန်းအားပေးမှာမဟုတ်ဘူးလို့ယုံကြည်ကြပါတယ်။ဘာလို့လဲဆိုတော့ဒါကပြန်လှည့်လို့မရနိုင်တဲ့ကမ္ဘာလုံးဆိုင်ရာကပ်ဘေးကိုဖြစ်စေနိုင်လို့ပါပဲ။ဒါပေမဲ့လည်းစိုးရိမ်ပူပန်မှုတွေကတော့ရှိနေတော့မှ။နောက်ထပ်ဖြစ်နိုင်ခြေတစ်ခုကတော့ရုရှားကတမရိုးကြဘုံကျဲတိုက်ခိုက်မှုကိုအစာပေါင်းများစွာတိုးမြှင့်နေတာမျိုးဖြစ်နိုင်ပါတယ်။ဒါပေမဲ့ဇွန်လတရက်နေ့ကလေရင်တွေမီးလောင်သွားခဲ့တာကြောင့် အဲ့ဒီလိုစွမ်းရည်တွေကိုပြင်းပြင်းထန်ထန်အဟံတားဖြစ်စေခဲ့ပါပြီ။နိုင်ငံတကာမှာဆိုရင် NATO နိုင်ငံတွေကယူကရိန်းနေနဲ့ရုရှားရဲ့နယ်မြေကိုတိုက်ခိုက်တာကိုအရင်ကသတိထားခဲ့ကြပါတယ်။ဒါပေမဲ့ရုရှားကယူကရိန်းတခြားလာပေါင်းများစွာပုံကျပြီးအရက်သားတွေတေဆုံးစေခဲ့တာ။ KF ကိုလည်းဒုံးကျည်တွေဇက်တိုက်ပစ်ခတ်ခဲ့တာကြောင့်ဒရုန်းတိုက်ခိုက်မှုပေါ်သတိထားမှုတွေလျော့သွားခဲ့ပုံရပါတယ်။ဒါကယူကရိန်းအတွက်ပိုပြီးခင်မိတဲ့လက်နက်တွေရရှိဖို့လမ်းဖွင့်ပေးလိုက်တာနဲ့တူပါတယ်။ ADACMS လို့ဒုံးကျည်တွေမျိုးရဲ့စွမ်းရည်နဲ့ အခုယူကရိန်းကလုပ်ပြခဲ့တဲ့တိုက်ခိုက်မှုတွေဟာအဆင့်အတန်းချင်းတူညီနေပါပြီ။ဒါမှမဟုတ် ADA CMS ရရင်ဒီထက်တောင်ပိုထိရောက်နိုင်တယ်ဆိုတာကိုပြသနေပါတယ်။တနည်းအားဖြင့်ယူကရိန်းကရေရှည်ပစ်မှတ်တွေကိုတိုက်ခိုက်နိုင်စွမ်းရှိနေပြီဆိုတာဒီတိုက်ခိုက်မှုတွေကနေမြင်နိုင်ပါတယ်။နေတိုဂျိုဒူထောက်လန်ရေးရဲ့အကူအညီနဲ့ယူကရိန်းဟာတာဝေးပစ်မှတ်တွေကိုအတိအကျဖော်ထုတ်နိုင်ခဲ့ပုံလဲရပါတယ်။ယူကရိန်းဟာဒီဂျိုဒူထောက်လန်ရေးအချက်လက်တွေကြောင့်ပစ်မှတ်တွေကိုအတိအကျသိရှိပြီးထိထိရောက်ရောက်တိုက်ခိုက်နိုင်ခဲ့တယ်လို့ယူဆရတယ်ဆိုတဲ့သဘောပါပဲ။ ရလဲအနေနဲ့ဇွန်လတရက်နေ့မှာမထီရဲဘူးလို့ထင်ထားတဲ့ရုရှားနယ်မြေရဲ့အနက်ဆိုင်ဆုံးနေရာတွေအထိအလုံးစုံတံပြန်ထိုးစစ်တစ်ခုဖြစ်ပေါ်ခဲ့ပါတယ်။ကျွန်တော်တို့ရဲ့ရုရှားမှာရှိတဲ့စစ်စင်ရေးယုံက FSB အစောက်အုံရဲ့ခြေရင်းမှာရှိနေခဲ့တာပါလို့ဇလန်စကီကပြောပါတယ်။ FSB ဆိုတာရုရှားရဲ့အဓိကလုံခြုံရေးနဲ့ထောက်လှမ်းရေးအေဂျင်စီဖြစ်ပြီးပြည်ရင်းလုံခြုံရေးကိုတာဝန်ယူရပါတယ်။သူတို့ရဲ့ယုံချုပ်ဒါမှမဟုတ်အရေးကြီးအစောက်အုံတစ်ခုရဲ့ခြေရင်းမှာယူကရိန်းရဲ့စစ်စင်ရေးယုံရှိခဲ့တယ်ဆိုတာက ရုရှားရဲ့လုံခြုံရေးဟာအားနည်းချက်ရှိနေတယ်ဆိုတာကိုပြသလိုတာပါပဲရုရှားရဲ့အကာအကွယ်အများဆုံးလို့ယူဆရတဲ့နေရာတွေမှာတော့ယူကရိန်းကဝင်ရောက်လှုပ်ရှားနိုင်ခဲ့တယ်လို့မိမောင်းထုတ်ပြတာပါ SBU ယူကရိန်းလုံခြုံရေး agency နဲ့ GUR ယူကရိန်းစစ်ဘက်ထောက်လှမ်းရေးရဲ့နက်နက်ရှိုင်းရှိုင်းထိုးဖောက်နိုင်တဲ့စွမ်းရည်တွေကိုထောက်ပြခဲ့ပါတယ်ရုရှားကတော့ဒီထုတ်ပြန်ချက်ကိုတိုက်ရိုက်တုံ့ပြန်တာမရှိသေးပါဘူးဒီအခြေအနေတွေအားလုံးကရုရှားလုံခြုံရေးအဖွဲ့အစည်းတွေတောင်အတွင်းပိုင်းကနေပြိုလဲနေပြီလားဆိုတဲ့မေးခွန်းတွေလည်းထွက်ပေါ်လာပါတယ်။ဒီလိုကြီးမားတဲ့ထုံးတဲ့ချက်ကနေ ရုရှားပြန်လည်နလန်ထုဖို့မလွယ်ပါဘူးအထူးသဖြင့်လေတက်အခြေစခန်းတွေကမီးလောင်သွားတဲ့ဘုံကျဲလေးဘုံကျဲလေရင်တွေကိုပြန်ပြင်ဖို့ထောက်ပံ့ရေးခွင့်ဆက်တွေကိုပြန်လည်လည်ပတ်ဖို့နဲ့အရက်သားတွေရဲ့ယုံကြည်မှုကိုပြန်ရဖို့အချိန်ယူရပါလိမ့်မယ်ဇွန်လတရက်နေ့ဟာရုရှားအတွက်သမိုင်းစာအုပ်ထဲမှာအမှောင်ဆုံးနေ့အဖြစ်မှတ်တမ်းဝင်သွားမှာပါယူကရိန်းအတွက်ကတော့ဒါဟာအလှည့်အပြောင်းတစ်ခုပါပဲစစ်သားတွေရဲ့စိတ်ဓာတ်နဲ့ဂုံတိတ်ခါမြင့်တက်စေတဲ့နေ့ရန်သူရဲ့အနက်ဆိုင်ဆုံးနေရာတွေထိတောင်ဩဇာလွှမ်းမိုးနိုင်တယ်ဆိုတာကိုပြသနိုင်ခဲ့တဲ့နေ့ဖြစ်ပါတယ် ဒီတိုက်ခိုက်မှုဟာယူကရိန်းရဲ့အဓိကထိုးစစ်ရဲ့အစလဲဖြစ်နိုင်ပါတယ်။ယူကရိန်းဟာကာဝေးရေးတသက်ပဲလုပ်နေတယ်လို့ပြောဖို့မသင့်တော်တော့ပါဘူး။တန်ကြက်ကတပ်ဖွဲ့တွေကရှေ့တန်းမှာစောင့်ဆိုင်းနေချိန်မှာရုရှားရဲ့ပြည်ရင်းပိုင်းကိုဘုံကျဲခံနေရတယ်။တရားရီပြိုကျနေတယ်။မဟာပြိုအမြောက်လျင်တွေမီးလောင်နေပါတယ်။တချို့အတွက်ကတော့ဒါကငိမ့်ငိမ့်ရေးစကားပြောဝိုင်းနာကိုပိုရောက်စေနိုင်ပါတယ်။တချို့အတွက်ကတော့ပိုပြီးအကြမ်းဖက်တဲ့စစ်ပွဲအချိန်မြင့်တက်မှုကိုဖြစ်စေနိုင်ပါတယ်။ဒါပေမဲ့တခုထေကြတာကတော့2025ခုနှစ်ဇွန်လတရက်နေ့ကစပြီး ပရိပခ္ခတွေဟာအရင်လိုတော့ဖြစ်တော့မှာမဟုတ်ပါဘူး။ရုရှားရဲ့ကုန်းတွင်းပိုင်းမှာဘေးကင်းနေဆိုတဲ့အယူဆဟာပြိုကွဲသွားခဲ့ပါပြီ။ယူကရိန်းကတော့မကြုံစဘူးကြီးမားတဲ့တိုက်ခိုက်မှုတွေကိုလှုပ်ဆောင်နိုင်တယ်ဆိုတာကိုတက်သေးပြခဲ့ပါတယ်။နောက်လာမယ့်ကာလမှာကမ္ဘာကဒီလှုပ်ဆောင်မှုရဲ့နောက်ဆက်တွဲတွေကိုစောင့်ကြည့်ရပါလိမ့်မယ်။ရုရှားရဲ့စစ်ရေးရလက်တုံ့ပြန်မှုယူကရိန်းရဲ့ဖြစ်နိုင်ပွဲမြေပြင်ထိုးစစ်အနောက်နိုင်ငံရဲ့ထောက်ပံ့မှုရုရှားလူအဖွဲ့အစည်းရဲ့တုံ့ပြန်မှုဒါရီအားလုံးဟာဒီကြီးမားတဲ့ထိုးစစ်ကြီးကနေတဆင့်လှိုင်းလုံးတွေလိုပြန့်နှံ့သွားမှာပါ။ ဒါဟာအလုံးစုံတံပြန်ထိုးစေရဲ့အတိတ်ပဲပါပဲ။ရှေ့တန်းကနေအဝေးဆုံးလေတပ်အခြေစခန်းတွေအထိရထားလမ်းတွေကနေ ICBM ဆက်ယုံတွေအထိအလုံးစုံထိုးစစ်ဆင်တာပါ။ရုရှားနယ်မြေရဲ့ဘယ်တောင်းကမှ4000ကီလိုမီတာဝေးတဲ့စိုက်ဘေးရီးယားကိုတောင်အခုမလုံခြုံတော့ပါဘူး။ဒီအခြေအနေတွေကိုဆက်လက်စောင့်ကြည့်သွားရမှာပါ။မဝေးတော့တဲ့နာကတ်မှာရုရှားကဒီတိုက်ခိုက်မှုတွေကိုဘယ်လိုကာကွယ်ရေးကာကွယ်ရေးတွေလုပ်ဆောင်မလဲ။ယူကရိန်းရဲ့ကြီးမားတဲ့မြေပြင်ထိုးစစ်ဘယ်လိုစတင်မလဲ။ နိုင်ငံတကာသံတမန်ရေးမှာဘယ်လိုကစားကွက်တွေထွက်ပေါ်လာမလဲဆိုတာကိုစောင့်ကြည့်ရအောင်ပါပါ။ဇွန်လတရက်နေ့ကဖြစ်ခဲ့တာတွေဟာရုရှားအတွက်အဆိုးဆုံးနေ့အဖြစ်တမိုင်းမှာမှတ်တမ်းဝင်သွားနိုင်ပါတယ်။ဒီ48နာရီအတွင်းဖြစ်ခဲ့တဲ့အခြေအနေတွေဟာရုရှားယူကရိန်းပဋိပက္ခရဲ့လမ်းကြောင်းကိုဘယ်လိုပြောင်းလဲသွားစေမလဲဆိုတာကိုလည်းအတူတူစောင့်ကြည့်သွားကြပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။